ခုန 80k စစ်တို့တက်ဒီစစ်တီစစ်တို့ရေဒါတွေတောင်မှအနည်းဆုံးဒေါ်လာ62တန်းလောက်ရှိတယ်အဲကြတော့ဟိုအရန်တန်ကြီးရှိတယ်ပေါ့နော်ဒီရေဒါရဲ့တန်တစ်လုံးရဲ့တန်ကြီးရပုံမှုကလေရင်ဆယ်စီး15စီးအဲ့လောက်တောင်ဝယ်လို့ရတဲ့အနေထားပဲအလုံးမေးမလာပါ မင်္ဂလာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အော်တိုဘာလ16ရက်နေ့ပေါ့နော်မနောဆက်ဆက်မနေ့စောစောပေါ့မနေ့စောစောတည်းပေါ့နော်မနေ့စောစောတည်းဒါကျွန်တော်အရင်ရက်ကရခဲ့တဲ့15ရက်နေ့တို့16ရက်နေ့တို့ကတည်းနေနေဒါပေါင်းစုပြီးတော့မှတင်ဆက်တာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တည်းကောင်းနေရှိတယ်တချို့တည်းဆိုးတွေလည်းရှိတယ်တည်းဆိုးဆိုတာဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေပေါ့နော်အဲဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းချိန်နည်းနည်းပြောပြမိပေါ့ဒါကတော့ကျွန်တော်တို့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာရှိတဲ့ဒါတကဘာလုံးကိုပတ်လိမ်နေတဲ့ကြားဖြန်ငွေလိမ်ကိုင်းပေါ့နော်ဒီငွေလိမ်နဲ့အဖွဲ့ရဲ့စန်တာကိုကျွန်တော်တို့ရက်ဆင့်ပြီးနဲ့အင်တာနက်ဖြတ်တောက်ပြီးတဲ့နောက်ပိုင်းမှာဒီကြားဖြန်အဖွဲ့တွေကနေမှ Starlink တော်တော်များများကိုတိုးချက်ပြီးအသုံးပြုလာတာပေါ့ဒါဟိုတချို့လူတွေကလည်းဒါ Starlink band ဆိုရင် band 80လောက်တော့ရှိတယ်ဆိုပြီးတော့ တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါအမေရိကန်နိုင်ငံကွန်ကရစ်ကနေမှလည်းစောက်စန်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ AFP သတင်းထားတာတစ်ခုကနေမှလည်းဟိုတင်ပြထားတာရှိတာပေါ့ဟုတ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းဒါအဲကြားဖြန့်ငွေလိန်ခိုင်းကနေပြီးတော့မှလိန်နဲ့အထဲမှာအမေရိကန်အဖွဲ့တယ်ပါတယ်ပေါ့အမေရိကန်အဖွဲ့တယ်လိန်ခိုင်းတဲ့ခါကျတော့သူတို့ဘက်ကလည်းဒေါ်လာဘလောက်ဘလောက်ပါသွားတယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုတော့လည်းဒါနဲ့ပတ်သက်ပြီးတော့သူတို့ကဒါ အီလွန်မတ်ဆိုပေါ့နော်အီလွန်မတ်ဆိုဟိုဖိအားပေးဖို့ဆိုပြီးတော့မှဒီဟာကဆက်သွယ်ရေးကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆက်သွယ်မှုအခက်ခဲတဲ့နေရာတွေအတွက်သူကရည်ရွယ်ပြီးတော့ထုတ်တာထုတ်တဲ့ရည်ရွယ်ချက်ကဟိုဖုန်းလိုင်းမမိတဲ့နေရာတို့တခုခုပေါ့နော်ဖုန်းလိုင်းမမိတဲ့နေရာတို့ဒါတော်တော်တဲ့တောင်တဲ့တို့အဲကျွန်တော်တို့အဲ့လိုမျိုးစိတ်ငြိမ်ရဲလေးမှာတွားပြီးတော့နေကျင်တဲ့သူတွေတို့ ွားတို့ဗောနော်အဲ့တော့ဘန်းလေးဘေးဖြည့်ထားပြီးတော့မှဘန်းလေးဟိုကျွန်တော်တို့ဒီဟိုဟာဖြစ်တဲ့နေရာလေးမှာအပေါ်ကအေးအဝါသာကင်းလွတ်တဲ့နေရာလေးမှာထားလိုက်ပြီဆိုတာနဲ့သူကဟိုအင်တာနက်တုံးလို့ရမယ်ဗောနော်ဘာ VPN တွေဘာတွေဘာမှခံနေရမလို့ပဲနဲ့တုံးလို့ရမယ်ဟာအဲ့တော့ကျွန်တော်တို့တော်လန်ยีတပ်ဖွဲ့တွေကဒီနေ့ဆက်သွယ်မှုအရာအားတော်တော်များများကကျွန်တော်တို့က Starling နဲ့ထိန်းထားရတယ်ဟုတ်တယ်တနေရာနဲ့တနေရာဟောနော် Starling နဲ့ထိန်းထားရတယ် ထိန်းထားတဲ့ခါကျတော့အခုဒါကြားဖြန့်အကြောင်းကျွန်တော်တို့ Starling ကိုမျက်စာပြေခံရပြီ Starling ကိုပြောခံရပြီအဲ့တော့တခုခုမြန်ဖြတ်တောက်မှုလှုပ်ချလိုက်ရင်ကျွန်တော်တို့တော်လိုင်းအတွက်ကတော့တော်လိုင်းရဲ့ဆက်သွယ်မှုရန်နေရာအချို့ကပေါ့နော်အချို့ဆိုတော့တော်တော်များများကကျွန်တော်ပြတ်တောက်သွားမှာတော့ စိုးရင်ရတယ်ဗောနော်အဲ့ဒါဟို starling ကြောင့်ရန်ထဖြစ်လို့လားမသိဘူး starling ကြောင့်စင်ကူးမှာရန်ထဖြစ်လို့အခုလိုမျိုးတွေဖြစ်ကုန်တာမသိဘူးဒါအတိတ်နမိတ်ပြတာလားတော့မသိဘူးဗောနော်အဲ့ဒါတော့တမင်အဲ့ဟိုတမင်တကာနောက်ပြီးတော့ပြောတာပါအဲ့တော့ဒီဟာကကျွန်တော်တို့သူတို့ကကိုကျိုးစီးပွားအတွက်ကျွန်တော်တို့မနေ့ကပြောခဲ့တဲ့အထဲမှာလည်းပါတာဗောနော်မနေ့ကပြောခဲ့တဲ့အထဲမှာလည်းပါတယ်ကိုကျိုးစီးပွားအတွက်လက်နဲ့ကင်ရတဲ့လူတွေဗောနော်ကိုကျိုးစီးပွားအတွက်လက်နဲ့ကင်ရတဲ့လူတွေက ဒီ starling နေနဲ့သူတို့ကဘီနော်သူတို့ပြောလိမ့်မယ်သူတို့မသိဘူးပေါ့နော်သူတို့မသိဘူးသူတို့ကဘာလောက်တာလဲသူတို့ကဒီဒီမြေနေရာမှာသူတို့အလုပ်လုပ်ရှင်တယ်အဲသူတို့ online လို့လုပ်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီမြေနေရာကိုအဲသူတို့ဟိုဖြစ်လိုက်တယ်ပေါ့နော်သူအဓိကသူတို့လိန်တာမဟုတ်ဘူးမှန်ပါတယ်သူတို့လိန်တာလည်းမဟုတ်ပါဘူးအဲသူတို့ကလိန်မဲ့လူကိုပဲနေရာပေးတာလိန်မဲ့လူကိုနေရာပေးတယ်ထောက်ထောက်အထောက်ပံ့ပေးတယ်အဲ ကာဝယ်ပေးတယ်ဆောင်းလျှောက်ပေးတယ်ဘောနော်ဒီဟာမျိုးပေါ့လှုပ်တဲ့အခါကျတော့သူတို့ကအကျိုးစီးပွားအတွက်လက်နဲ့ကင်တာအကျိုးစီးပွားအတွက်လက်နဲ့ကင်တဲ့အခါကျတော့ကျွန်တော်တို့အခုဒါဒီအာရှနဲ့မဟုတ်ဘဲနဲ့ဒီကဘာကပါအမေရိကန်ကပါဒီကိစ္စကိုတိလာပြီဘောနော်သူတို့စီကအီလိုမတ်ထုတ်လိုက်တဲ့ဒီစတာလင်တွေကကဘာကြီးကိုပတ်ပြီးတော့မှငွေလိန်နေတဲ့အဖွဲတွေကိုအထောက်အကူပြုနေပါလားဆိုတာကိုတွားပြီးတော့မှတိသွားအောင် တီလက်တီဝါကိုစတားလင်ကိုတခါပြဿနာရှာတော့မယ်အနေထားမျိုးပေါ့နော်အခုဖတ်ရတဲ့သတင်းတွေရဆိုလို့ရှိရင်ဒါဟိုဒီလိုမျိုးတော့လှုပ်လာနိုင်တယ်ပေါ့အဲ့လိုမျိုးလှုပ်လို့ကျွန်တော်တို့ starling ကိုလုံးဝဒုံးဒီကုန်းဆိုပြီးတော့မှကောက်ပြီးတော့မှပိတ်ချလိုက်ရင်ကျွန်တော်တို့ online တက်ဖွဲ့တွေအသုံးပြုနေရတာ starling လေးပဲရှိတယ်အဲ့တော့ဟိုမနေ့ကပြောပြောခဲ့လေပေါ့ NC တက်တဲ့လူတွေကလည်းဒီလူတွေပဲအခု starling အပိတ်ခံအောင်လုပ်နေရတာလေ ဒီလူလေးပဲအဲ့တော့တော်လန်ကြီးတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့များတော်တော်များများပေါ့နော်တော်တော်များများဒုက္ခရောက်စေနိုင်တဲ့အကြောင်းတရားမျိုးတွေ့တွေ့ရတဲ့အတွက်ဒါစတားလင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကစိုးရိမ်ပွဲရတရားဖြစ်တယ်ဆိုတော့ပြောချင်တာပေါ့နော်ဟုတ်ဟုတ်နောက်တစ်ခုကလည်းဒါကျွန်တော်တို့ကရင်နီပြည်နယ်ပေါ့နော်ကရင်နီပြည်နယ်လွိုက်ကော်ရဲ့အခြေချမ်းမှာစစ်ကောင်စီအင်အား60နဲ့ကျွန်တော်တို့တော်လန်ကြီးရဲဘော်တွေနဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီတိုက်ပွဲမှာပဲဒါစစ်ကောင်စီဘက်က10ဦးတေပြီးတော့ လက်နက်လေးလက်ပြင်ကျွန်တော်တို့ခဲယမ်းမိကြောက်တော်တော်များများကိုကျွန်တော်တို့တော်လိုက်ရေဘော်တွေကနေမှတိမ့်ဆဲရမိတယ်ပေါ့နော်အခုဆိုရင်ဒါဘုံကကရင်နီပြည်နယ်မှာပဲစစ်ကောင်စီကနေပြီးတော့ဒါစစ်မျက်နှာ၅ခုပေါ့နော်ဖွင့်ပြီးတော့တိုက်ခိုက်နေရလို့လို့လည်းသိရတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ Rycor ရဲ့ Dimoso ရဲ့ Fruso ရဲ့ Volcano ဖဲကုံမျိုးတွေကိုဒါစစ်ကြောင်းတွေဖြန့်ပြီးတော့စစ်ကောင်စီနေနဲ့ဒါကရင်နီပြည်နယ်ကိုတိတိတသား ဒါထိုးစစ်ဆင်လာတာကိုသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါလွိုင်ကော်နာကပ်ပြီးတော့ကိုဒါတိုက်ပွဲဖြစ်နေတာပေါ့နော်လွိုင်ကော်နာကပ်ပြီးတိုက်ပွဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒါဒေါ်လိုင်းဘက်ကတိုက်ခိုက်လိုက်လို့စစ်ကောင်စီက10ဦးဒါကျွန်တော်10ဦးဂိမ်သွားတယ်ပေါ့နော်10ဦးဂိမ်သွားပြီးတော့တနက်၄လက်ရတယ်ပေါ့နော်ရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဘက်ကဒါဟို တော်လန်ရေးကို10မိနစ်သာကျွန်တော်ဆရာကြီးပြောခဲ့လို့10မိနစ်သာ5ခုကျွန်တော်တို့ရင်ဆိုင်နေရတယ်ပေါ့နော်လိုက်ကောဆိုလို့ရှိရင်လည်းရင်ဆိုင်ထားတာတော်တော်ကြာပြီလိုက်ကောဒီတိုင်းပဲဒီမော့ဆုဒါပရူဇိုဘောလခဲဖေကုံပေါ့နော်အန်တီနီယာတွေမှာနောက်လျှောက်ထစ်ကောင်စီနဲ့ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့နောက်လျှောက်ရင်ဆိုင်နေရတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ပြန်ပြီးတော့မှကျွန်တော်တို့ဘက်ကပြန်ပေးလိုက်ရတဲ့ကြီးကြီးမားမားဆုံးရှုံးမှုမျိုးရှိလာဆိုတော့လည်းမရှိပါဘူးမရှိပေမဲ့လည်းကျွန်တော်တို့ဘက်ကနောက်လျှောက်နေတူက အလုတ်လုတ်နေရတယ်ဆိုတာလေးကိုပြောချင်တာပေါ့အဲ့တော့ loiko မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကစား loiko ဆိုပြီးတော့ data ကို data ကိုမစစ်တာလားကြောင့် loiko ဆိုပြီးတော့မှဗမှုချုပ်အုပ်ချုပ်တဲ့နေရာတနေရာရှိသလိုကျွန်တော်စကားခွန်ဖေကုံပေါ့နော်ဖေကုံမှာလည်းတခါဗမှုချုပ်အုပ်ချုပ်တဲ့နေရာတနေရာရှိတယ်ပေါ့နော်ဒါရင်ဆိုင်နေရတဲ့နေရာတွေပြောရမယ်ဆိုလို့ရှိရင်ပြီးတော့ကျွန်တော်တို့ဒါဒီမော့ဆိုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမော့ဆိုနဲ့ဖရူโซဂျားဆိုလို့ရှိရင်ကျွန်တော်တို့ဒါတတက16လို့ခေါ်တဲ့ အမတ်ဆလီတမ်ရောတမ်းမြင့်လေ့ကျင့်အကြောင်းပေါ့နော်အတတကဆက်လေးမှာဆိုလို့ရှိရင်ဘုံမှုချုပ်တယောက်အုပ်ချုပ်ပါတယ်အဲ့မှာနေဘုံမှုချုပ်နှစ်ယောက်တော့ပြီးတော့ဖဲကုံမှာတယောက်ဆိုတော့၃ယောက်ပေါ့နော်ဘုံမှုချုပ်၃ယောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘောလက်ခဲမှာဆိုလို့ရှိရင်ဒါဘုံမှုကြီးအုပ်ချုပ်တဲ့ကျွန်တော်တို့စာဘာဘောလခဲပေါ့နော်ခြေချပြီပါဘောလခဲဆိုပြီးတော့အဲ့တော့စစ်ကျွန်တော်စစ်ကော်မရှင်ကိုကျွန်တော်ရင်ဆိုင်နေရတာတကယ်ဟိုတည်ရင်မူလောက်ဟိုဟာလောက်အုပ်ချုပ်တဲ့နေရာမျိုးတွေကိုကျွန်တော်တို့က တိုက်ခိုက်နေရတာမဟုတ်ဘဲနဲ့တကယ်ကြီးကြီးမားမားပေါ့နော်ကြီးကြီးမားမားဒေသကွယ်မွတ်စလာတွေလိုက်ကောတို့အပြီးလို့ရှိရင်ကျွန်တော်တို့ဒါတတကဆက်လေးဆိုရဲမခရောရှိပေါ့နော်သူကမခရောရှိလို့ခေါ်တာပေါ့ဒီဘက်ထားလဲတို့ဘာတို့အနားမှာပေါ့နော်မခရောရှိပေါ့အဲ့ဒီနေရာရဲ့နောက်ကျွန်တော်တို့ဒါဖဲကုံမှာဆိုလို့ရှိရင်လေစားကခွန်ရှိပြန်အောင်ပေါ့နော်အဲ့ဒါပြီးရင်ဘောလက်ခဲမှာဆိုလို့ရှိရင်လေဒါ ဘုံမူကြီးတယောက်အုပ်ချုပ်တဲ့နေရာဒီလိုမျိုးတွေကိုကျွန်တော်တို့ကဟာကြီးကြီးမားမားဒူးနဲ့ဒဲနဲ့ဒါတို့စီမံချက်ကောင်းကောင်းချပြီးတော့မှလွိုက်ကောဆိုရင်ကျွန်တော်တို့တက်ကတော်နာတွေရောက်ပြီးရောက်ပြီးတော့မှရှေ့ဆက်ပြီးတော့ကတ်ဖို့အတွက်တော့ဒါဟိုဘက်ကစီမံချက်ကောင်းကောင်းချထားတဲ့ခါကျတော့အခိုင်မာခံစစ်ပင်ထားတဲ့ခါကျတော့ကျွန်တော်တို့ရှေ့ဆက်တိုးတိုက်ဖို့အတွက်ဒါခက်ခဲတဲ့နေရာလို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့စီမံစာ၅ခုမှာဒီအကောင်ကြီး၄កောင်အုပ်ချုပ်တဲ့နေရာရဲ့ နေရာတွေပါနေတယ်ပေါ့နော်ဒီ7မိနစ်သာ5ခုမှာအဲ့ဒီအကောင်ကြီးဒီအုပ်ချုပ်တဲ့6နေရာကိုကျွန်တော်တို့ကဒါတကယ်ဟိုကိုမာဝီပြောလို့ပြောရင်တော့ဟိုရတဲ့အခွန်ကဏ္ဍကသာငွေကောင်းဝဲနေတာပေါ့နော်ဒါပေမဲ့တကယ်တကယ်တိုက်ဟိလှုပ်ဟိဆိုတဲ့အခါမျိုးကြလို့ရှင်ဒါစူးစူးစီးမှုမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ဒါကြောင့်မို့လို့သာလေကျွန်တော်7မိနစ်သာ ဖြန့်ပြီးတော့တိုက်တဲ့နေရာတွေမှာဝိုင်းပြီးတော့လောက်ကန်ရတာတွေခက်နေတယ်လို့ဒါသူသူပြောသွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီဟာသာစုစုစည်းစည်းနဲ့ကျွန်တော်တို့ရမုံဝေကိုဒါတကယ်ပုံပြီးတော့မှတနေရာတဲကိုပုံပြီးတော့မှဒီလကတော့ဒီနေရာနောက်လကတော့ဟိုနေရာဆုပ်ပြီးတော့မှစီမံချက်ကောင်းကောင်းနဲ့ပုံပြီးတော့ပြင်းမယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့လားလားဖြစ်နိုင်မယ်ဆိုတာလေးပြောချင်တာပေါ့အဲ့တော့ဒီလိုဖြစ်ဖို့အတွက်လဲဒါတို့တွေဆက်ပြီးတော့မှလုပ်နေရဲဆိုတာလေးလဲ တီးရတယ်ပေါ့နော်ဒီတိုင်း क्वे ပြီးတော့မှအကွဲပြင်းနဲ့ဆက်သွားနေမှာမဟုတ်ပဲနဲ့အကွဲပြင်းဆိုတာတရားနဲ့တရားရန်ဖြစ်နေတာမဟုတ်ဘူးငွေကောင်းဝဲတာကိုပြောတာပေါ့နော်ငွေကောင်းဝဲတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါဆက်ပြီးတော့မှဒါစူးစူးစီစီလေးဒါလုံနိုင်ရင်တော့ပိုကောင်းလိမ့်မယ်ဆိုတဲ့ဟာလေးပြောနေတာပေါ့ဟုတ်အော်နောက်တစ်ခုကတော့ဒါတကယ်ဝန်တာစီကတရေပဲပေါ့နော်အရကတက်တော်ကနေမှခုနကျွန်တော်တို့ပကိုးတိုင်းအုတ်ချစ်ပင်မြို့နယ်မှာရှိတဲ့ဒါကပ္ပဆတ်ဆက်လျှောက် အနီနာကကိန်းစကန်တခုကိုတိုက်ခိုက်ပိန်ပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါစစ်ကောင်စီဘက်ကအဲ40ကျော်တေဆုံပြီးတော့စစ်ကောင်စီရဲ့မိသားစုဝင်30ကိုလည်းအရှင်ဖမ်းမိထားတယ်နောက်တစ်ခုကကျွန်တော်တို့လက်နက်ခဲရဲ့အမြောက်အများကိုလည်းဒါတင်ဆက်ရမိတယ်လို့သိရတာပေါ့နော်ဟုတ်ဟုတ်ဒါအမျိုးသားတွေရောအမျိုးသမီးတွေရောဒါဖမ်းမိထားတယ်လို့ပြောတာပေါ့နော်မျိုးသားတွေရောမျိုးသမီးတွေရောဖမ်းမိတယ်အဲ့တော့ကျွန်တော်တို့ကကာဘာစားတွေဝင်တိုက်ပါလားကာဘာစားတွေဝင်တိုက်ပါလားဆိုတော့ ဟာကလည်းဒါကျွန်တော်တို့ဟိုပြောရခက်တယ်ဗောနော်မြေပြင်မှာအလုတ်လုံးနေတဲ့လူတွေကပို့ပြီးတော့မှသိပါလိမ့်မယ်တော့ကဘာဆာကိုဘုံငနေတိုက်ဖို့အတွက်တင့်လျော်လားမတင့်လျော်ဘူးလားအဲဒါဘာကြောင့်လဲဆိုတော့အဖြေတွေကတော့ကျွန်တော်တို့တော်လိုင်းကြီးခေါင်းဆောင်တွေမှာရှိပါလိမ့်မယ်ဗောနော်အဲ့တော့ဒါကဘာဆာနောက်တဖြည်းဖြည်းဟိုဘက်ကျွန်တော်စိတ်ပြုတ်ပဲမှာဆိုလို့ရှိရင်လည်းကဘာဆာ နာကိုကတ်နေပြီနော်ကာဘာသာနာကိုကတ်နေပြီကျွန်တော်ဇင်မျိုးဇင်မျိုးရွာပေါ့ကာဘာသာ14နာအဲနော်ဇင်မျိုးရွာကိုလည်းကျွန်တော်ရောက်နေပြီဒီဘက်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကာဘာသာ16နာမှာရှိတဲ့ရွာကိုတခါအဲ့ဒီစခန်းကိုကာကင်းစခန်းကိုတိမ့်မိပြီပေါ့နော်ဒီလိုတိမ့်မိယုံနေမဟုတ်ဘဲနဲ့အဲ့မှာအမျိုးသားတွေရောအမျိုးသမီးတွေရောဖမ်းမိရဆိုတဲ့ကျွန်တော်တို့ဟိုစစ်တပ်ရဲ့သူတို့ကာဘာသာကိုမကြားရည်အတွက်လူကားထားတဲ့ဟာကဟိုလိန်အောင်မခွဲကြတော့ဘူးပေါ့နော်လိန်အောင်မခွဲကြတော့ဘဲနဲ့ တော်မြို့သားတော်ကပ္ပစမှာကသူကမြို့သမီးဝင်နေနေလည်းရှိတယ်မြို့သားဝင်နေနေလည်းရှိတယ်အဲသူကဒါဒါတော့အမြဲတမ်းရှိစက်ယုံနေမှာတော့အမြဲတမ်းရှိနေကြပါဘာတမရချီမင်းနဲ့ထဲချုပ်စက်ယုံတို့ဘာတို့အဲ့လိုမျိုးပေါ့နော်တမရရန်စက်ယုံတို့ဘာတို့ဒီလိုနေရာတွေပါကကျွန်တော်တို့ပြင်ပကစက်ယုံအလုပ်တွေလိုပဲအလုပ်ဟိုဘယ်လိုပြောရမလဲအလုပ်ပေါ့တဲ့နေရာဆိုလို့ရှိရင်နူးနူးညံ့ညံ့လောက်ရမယ့်နေရာမျိုးဆိုရင် မြို့သမီးတွေကို အခန့်အမျိုးတွေပေါ့နော်ဒီလိုမျိုးတွေလောက်တဲ့ကကာပါစာတစ်ခုတစ်ခုမှာကျွန်တော်ဝန်ထမ်းပေါင်းကဒါထောင်ချီးပြီးတော့မှရှိတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီလိုနေရာတွေကတ်ရတာကကျွန်တော်တို့ဟိုတက်ပရဝုံလေးတစ်ခုပေါ့နော်အဝင်းဝိုင်းလေးတစ်ခုကိုကတ်ရတာတဲ့တော့ပို့ပြီးတော့မှဟိုခက်ခဲသေးတယ်ပေါ့နော်ခက်ခဲတယ်ပေါ့ကာကင်းနေအများကြီးထုတ်ထားတယ်ဒါဟိုနာ10ရောက်စာဒီနာရောက်20စာနဲ့ဒီလိုမျိုးပတ်ပတ်လေထုတ်ပြီးတော့မှဒါကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေရဲ့သွာလာလှုပ်ရှားမှုတွေ အကတ်လာတဲ့ဟာတွေဒီဟာတွေကို အမြဲတမ်းနားဆွင့်နေမဲ့အခြေအနေမျိုးလဲသွားပြီးတော့မှကြုံရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါနောက်တစ်ခုကကျွန်တော်တို့နတ်ရေကန်ပေါ့နတ်ရေကန်ကဘာလုံးစခန်းဆိုလို့ရှိရင်ဒါပြည်သူလူထုလဲဟိုဒီကဘာလုံးစခန်းရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးဖြစ်လိမ့်မယ်ပေါ့နော်ဒါကသူကအခိုင်အမာတကယ်တေချာလှုပ်ထတာပေါ့နော်တေချာလှုပ်ထတာနတ်ရေကန် viewer စခန်းကိုသူကဘလောက်ထိအောင်တင်စားပြီးတော့မှချစ်ကောင်စီဘက်ကတင်စားပြီးတော့ခုခေါ်နေလဲဆိုရှင်ဒုတိယတောင်ခံ ဒုတိယတောင်ခမ်းပေါ့နော်ဒုတိယတောင်ခမ်းဆိုတာကတော့တောင်ခမ်းကတော့ကျွန်တော်တို့နောင်ချိုပြီးွားတော့တောင်ခမ်းရတော့မယ်ရတော့မယ်ကြားလိုက်မယ်ဆိုပြီးတော့မှကျွန်တော်တို့ဝိုင်းပြီးတော့မှခံမှန်းထတာပေါ့နော်ခံမှန်းထားတဲ့အချိန်မှာတောင်ခမ်းမကြခဲ့ဘူးမကြမကြခဲ့ပဲနဲ့တောင်ခမ်းနေပြန်အာယူပြီးတော့မှကျွန်တော်တို့နောင်ချိုအခုဆိုလို့ရှိရင်ကြောင်မဲအခုဆိုထပ်ပြီးတော့မှတီဘောတော့ထပ်ပြီးတော့မှခြေလန်းပြင်နေတဲ့အနေအထားမျိုးတွေတီဘောနာ၄မိုင်กว่าထိတောင်ရောက်ရှိလာပြီလို့တော့ပြောလို့ရတဲ့အနေအထားတွေ ပြန်လှန်ထိုးခဲ့တဲ့တောင်ခမ်းပေါ့နော်ဒီတိုင်းပဲသူကနိုင်ရည်ကန်နေပြန်အားပြုမယ်ပေါ့နော်နိုင်အကုံလုံးကလည်းနိုင်ရည်ကန်မှာသွားစုနေတဲ့သဘောမျိုးရှိတာပေါ့နော်အဲချိတ်ကောင်စီကပြေးသမ ्या တွေရောဟိုလက်နဲ့ချပြီးရောလက်နဲ့ထားခဲ့ပြီးရောထွက်ပြေးသမ ्या တွေရောနောက်ဆုတ်မခံနိုင်လို့နောက်ဆုတ်လာဟိုတခါဖိုက်တာဂုံးတွေရောဗာတွေရောအကုံလုံးကဒီနိုင်ရည်ကန်မှာသွားစုနေမဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့ဒီနိုင်ရည်ကန်ကဘာဘာမှသွားပြီးတော့သူကအရေးကြီးနေလဲဆိုတော့ကျွန်တော်တို့ ဒီ radar ပေါ့ပြီးလို့ရှိရင် CIU radar နည်းနည်းမေးမေးကြည့်ကျင်တယ်ပေါ့နော်ဒီ radar နဲ့ပတ်သက်ပြီးတော့မှသူတို့မှတာဝန်အကြီးအကြီးရှိနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုဒီ radar ကဘလို့လေရင်မျိုးတွေဆိုရင်ပေါ်လဲပေါ့နော်ဘလို့လေရင်မျိုးတွေဆိုပေါ်လဲပြီးရင် CIU အဲ့ဒါလေးကျွန်တော်တို့တစ်ချက်ရှင်းပြပေးပေါ့အဲ့တော့ဒီနိုင်ရကန်ကိုဒုတိယတောင်ခန်းဆိုပြီးတော့တင်စားပြီးတော့မှနိုင်ရကန်ကနေသူတို့ပြန်ပြီးရှင်းတမ်းမယ်တောင်ခန်းလိုပဲနိုင်ရကန်ကနေရှင်းတမ်းပြီးတော့မှ တခိုင်ပြည်နယ် AN ပဲ channel ကိုသူတို့ပြန်ပြီးတော့မှထိုးဝင်နိုင်မဲ့အနေအထားမျိုးဆိုပြီးတော့မှနိုင်ရီကန်ကိုသူက spring တစ်ခုလိုတော့မဲ့ကန်ထွက်လာမဲ့အရာလို့တော့မှန်ထားတယ်လို့ဒါဟိုစစ်ကောင်စီကတင်စားပြီးခေါ်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနိုင်ရီကန် viewer စခန်းမှာရှိတယ် radar ကအဲ့ဘလူး လေချောင်းရံတွေကိုဘယ်လိုကာကွယ်လဲပြီးလို့ရှိရင်ဒါသူ့ရဲ့အဲဟိုဟာကလုံဆောင်နိုင်စွမ်းနေရဘယ်လိုလဲတော်လိုင်းတက်ဖွဲ့သားနိုင်ငံစခန်းကိုရခဲ့မယ်ဆိုရင်ဒီရေဒါကိုယူလိုက်ရင်ကျွန်တော်တို့ဘာတွေအကျိုးကျေးဇူးတွေရှိလာမလဲဆိုတာဆရာကြီးတွေလည်းပြောပြပေးပါဦးဟုတ်ရေဒါကတော့ဘုံကကျွန်တော်တို့ဒီရက်ဖက်ရေဒါနဲ့စစ်ဖက်ရေဒါဆိုပြီးတော့ရှိရှိတယ်ပေါ့နော်ဟိုရက်ဖက်ရေဒါမှာတုံးတယ်ဆိုရင်ကျွန်တော်တို့ SSR ပေါ့ SSR ဆိုရင်ကျွန်တော်တို့ secondary surveillance radar ဆိုတာအဲ့ radar ကတော့ခုနကလို့ဒီ transponder on မှာတာရယ်လေ ဒါဒီ radar မှာမိတာပေါ့နော်ဒါစစ်စစ်တပ် radar ကျတော့နှစ်ခုလုံးပါတယ် PSR ဆိုတော့ primary surveillance radar ဆိုတာ PSR ဆိုတာခုနကလို transponder မအော်မအော်လဲလေးတော်တော်များများအောင်မိတယ်စစ်တပ်က radar တော်တော်များများ PSR ရော SSR ရောနှစ်ခုလုံးရတယ်ပေါ့နော်ဟိုအရင်တော့ကျွန်တော်တို့1962ခုနှစ်တုန်းကကျွန်တော်တို့လေတက်ကတုံးခဲ့တဲ့ radar တွေမဝယ်နိုင်တော့အဲ့ဒီ1962ခုနှစ်ကတုံးခဲ့တဲ့ radar တွေကတော့အထိုင် radar တွေ အထိုင်ရေဒါတွေကသူကဟိုရေဒါတစ်လုံးရဲ့တန်ကြီးရတဲ့ဘုံကဒေါ်လာတန်း200ရဲ့အထက်မှာရှိတယ်။တန်း200တန်း300ဆိုတော့မဝယ်နိုင်တော့ဘူးအခုနောက်ပိုင်းမှာတော့ဒါ2009ခုနှစ်နောက်ပိုင်းမှာစစ်တပ်ကတော်တော်များများတုံးလာတာဒါရုရှားနိုင်ငံထုတ်ပေါ့နော်ရုရှားနိုင်ငံထုတ်ကျွန်တော်တို့ 36D6 ရေဒါရဲ့နောက်တစ်ခုက 80K6 ရေဒါတွေတုံးလာတယ်။အဲ့ဒီ 36D6 တို့ 80K6 တို့ရေဒါတွေကတော့မိုဘိုင်းနေပေါ့ကားနဲ့ပဲရွှေ့ပြီးတော့လိုအပ်တဲ့နေရာမှာရွှေ့ပြီးတော့ဒါ ရေဒါစတင်ထိုင်ပြီးတော့မှခုနနိုင်ငံတကာကဝင်လာတဲ့လေယာဉ်တွေကိုဥပမာအခုဒါနိုင်ငံမှာရှိတဲ့ရေဒါဆိုရင်ကျွန်တော်တို့အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့အဲအဲ့နိုင်ငံဘက်ကဝင်လာတဲ့လေယာဉ်တော်တော်များများကိုဒါစောင့်ကြည့်တဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကဒါခုန 80K စစ်တို့တတိစစ်တီစစ်တို့ရေဒါတွေတောင်မှအနည်းဆုံးဒေါ်လာ62တန်းလောက်ရှိတယ်အဲ့ကြတော့ဟို အရန်တန်ကြီးရှိတယ်ပေါ့နော်ဒီရေဒါရဲ့တန်တစ်လုံးရဲ့တန်ကြီးရပုံမူကလေရင်ဆယ်စီးဟို15စီးအဲ့လောက်တောင်ဝယ်လို့ရတဲ့အနေထားမျိုးနောက်တစ်ခုကမိသူ့ရဲ့မိတဲ့ range ကတော့ကျွန်တော်တို့ဒီ Travel 62တုံးကတုံးခဲ့တဲ့ရေဒါလောက်တော့မမိဘူးဒါသူမိတာတော့အခုက400ကီလိုမီတာပေါ့400ကီလိုမီတာဆိုရင်ပဲကျွန်တော်တို့ကမိုင်200နဲ့မှ210နဲ့မှဟို ငါ့ nautical mind အထီးမိတယ်ဗောနော်ဥပမာကျွန်တော်တို့ပြောမှာဆိုရင်ဒါရန်ကုန်မှာ D radar ထောင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့တလင်းလာတဲ့အတိုင်းတဝဲတဝဲနီးနီးလောက်အထိကိုမိတယ်နောက်တစ်ခုကမြန်မာနိုင်ငံရဲ့အနောက်ဘက်ဆိုရင်ကျွန်တော်တို့ကြောက်ဖြူဗောအကြောက်ဖြူလောက်အထိမိတယ်မြန်မာနိုင်ငံရဲ့ကျွန်တော်တို့မြောက်ဘက်ဆိုရင်ခုနလိုမိထီလာတို့မကွေးတို့အဲ့ကတက်တဲ့ဟာလောက်အထိကိုဒါကောင်းကောင်းဟိုဆိုလိုချင်တာဟိုဘော nautical mind လေမိုင်215မိုင် တောက်ထိကောင်းကောင်းမီးတယ်ဆိုတော့ဒီရေဒါအရန်လဲအသုံးဝင်တယ်လို့မျိုးဟိုတံပိုးအားဖြင့်လည်းအရန်ဟိုပါပေါ့ဈေးကြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့ဟုတ်အဲ့တော့ဒါကျွန်တော်တို့ဒီဟိုဆိုလို့ရှိရင်ဒါဟို fry fry radar ဘယ်လောက်လဲ24လား February 24 application လေးကျွန်တော်တို့ကဟိုလုတ်ပြီးတော့မှဖုန်းထဲမှာသုံးတဲ့အခါမျိုးမှာကျွန်တော်တို့ပေါ်တာကတော့ခီးသွားလေရင်နေပဲပေါ်တယ်ဟုတ်ကဲ့ဟလာဒီ radar ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါ main online ရဲ့လေရင်လေးလဲ ဘယ်ဘယ်ကနေဘယ်ကိုပြန်ပြန်သွားတယ်ဘာဘာလုပ်တယ်ဆိုတော့ဟာလေကိုကခံမှန်းလို့ရတယ်ဗောဒီ reader သာရခဲ့မယ်ဆိုရင်ဗောဟုတ်လားဟုတ်တယ်ဟုတ်ဒါတော့ကျွန်တော်တို့ဒီ reader သာရရှိခဲ့မယ်ဆိုလို့ရှိရင် online တက်ဖွဲ့ဘက်ကဒါအကောင်းကောင်းဗောနော်အကောင်းကောင်းအသုံးချလို့ရတယ်ဗောနော်အဲ့တော့ဒီ reader ကိုကျွန်တော်တို့ online တက်ဖွဲ့လက်ထဲကိုပါခံမလားမင်း online ရဗောနော်ဒီ navigation view ကစခန်းကျသွားခဲ့လို့ရှိရင်လုံးဝဟိုထွေးလုံးတက်ပုတ်နေတဲ့အချိန်မှာတက်တိုက်နေတဲ့အချိန်မှာဖြည့်စီးပြစ်မလား ဆိုတဲ့ဟာလေဒါကျွန်တော်စဉ်းစားရတဲ့တစ်ချက်ပဲပေါ့နော်ကျွန်တော်တို့ဒီရောက်လာခဲ့လို့ရှိရင်တော့အကျိုးကျေးဇူးတွေကတော့အများကြီးရှိတယ်ကျွန်တော်တို့ဒါလေရင်ပြည့်မရှိပေမဲ့လည်းကျွန်တော်တို့ချစ်ကောင်းစီရဲ့လေရင်ဘယ်ဘယံနေဘယ်ကိုတက်သွားရဲဆိုပြီးတော့မှဒါထိုင်ထားတနေရာမှာထိုင်ထားပြီးတော့မှကျွန်တော်တို့တွေကလိုက်ပြီးတော့တရင်ပေးနေလို့ရတယ်ပေါ့နော်ဘယ်ဘယ်ဘက်ကိုတက်သွားပြီးဘယ်ဘက်ကိုတက်သွားပြီးဆိုတဲ့ဟာကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအတွက်လည်းအများကြီးအထောက်အကူပြုစီတဲ့စခန်းတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ချစ်ကောင်းစီက ဒီနေရာကိုကျွန်တော်တို့ဒုတိယတောင်ခမ်းဆိုပြီးတော့မှဒီနေရာနေပြန်အားပြုပြီးတော့မှရခိုင်ပြည်တဲ့ကိုပြန် ပြီးတော့မှစစ်ကောင်စီရဲ့စစ်ကြောင်းတွေပြန်လဲဝင်ရောက်နိုင်ရေးအတွက်ဒါထိုးစစ်ဆင်မဲ့ပုံစံမျိုးတော့ဒါသူတို့ဘက်ကတော့တင်စားခေါ်နေတယ်ဒါပေမဲ့တော်လိုင်းတက်ဖွဲ့တွေကတော့ဒါရခတ်တော့အီကတော့အဲ့ဒီနေရာနာဒီကတ်ပြီးတော့မှကျွန်တော်တို့ဗီဒီယိုဖိုင်ရိုက်ပြီးတော့မှကင်းထောင်းနိုင်တဲ့နေသားမျိုးတွေရုပ်သံဖိုင်တွေလဲထွက်လာတာတွေ့ရတော့ဒါ ကျွန်တော်တို့နိုင်ငံဘီယူအတော့ကတော့ကျွန်တော်တို့အရကားတော့ A ရဲ့လက်ထဲမှာတော့စိတ်အေးရပြီလို့တော့ကျွန်တော်တို့ကတော့ဒါယူဆတယ်ပေါ့နော်စိတ်အေးရပြီလို့ယူဆတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါဟိုကြားဖြန့်အနေနဲ့ပတ်သက်ပြီးတော့မှကြားဖြန့်နေကကျွန်တော်တို့ဒေါ်လာရင်းတက်ဖွဲ့တွေရဲ့နဲ့ထိစက်နေမြေတွေပေါ့နော်ထိစက်နေမြေတွေပြီးလို့ရှိရင်အာဒါလက်နဲ့ကင်ပြီးတော့မှကျွန်တော်တို့စစ်ကောင်စီကိုမတိုက်ဖဲနဲ့ကိုကျိုးစီးပွားလုပ်နေတဲ့အဖွဲ့တွေရဲ့ထောက်ထောက်ခံမှုပေါ့နော် ထောက်ပံ့အားပေးမှုကြောင့်ဒီကြားဖြတ်နေရစတားလင်တွေပေါ်ပေါ်တည်တည်တုံးလာတယ်ပေါ်ပေါ်တည်တည်တုံးလာပြီးတော့မှဒီ Starlink တွေကိုကျွန်တော်တို့တခုခုမြန်လောက်လိုက်မယ်ဆိုလို့ရှိရင်တော်လိုင်းတက်ဖွဲ့အတွက်ဒီ Starlink ကအဓိကအားထားရဖြစ်နေတဲ့အတွက်အားနေချက်တခုမြန်ဖြစ်သွားမလားဆိုတာလေကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါဒီဟာတော့စိုးရင်ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ KNY မာလေးတကယ်ချစ်ချစ်ကောင်စီရဲ့အင်အားကြီးမားတဲ့ဒါဗိုလ်မှူးချုပ် level ဒီဘုံမူကျုပ်၃ရောက် level နဲ့ဘုံမူကြီး၃ရောက်ရှိတဲ့နေရာတွေကိုဒါရင်ဆိုင်တိုက်ပွဲဝင်နေရတာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒါနေကန် reader နဲ့ပတ်သက်ပြီးတော့မှဒုတိယတောင်ခမ်းပဲဖြစ်လာမလားအားတစ်ခါတော့ A ရဲ့ဖနက်အောက်ပဲတောင်ကြီးဖွားအောက်ပဲရောက်သွားမလားဆိုတဲ့ဟာလေးကိုစောင့်မျှော်ကြည့်ရှုရပါမယ်လို့ပြောကြရင်လည်းကျွန်တော်တို့ရဲ့ဇာခဝိုင်းလေးကိုမိကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်